နောက်တစ်ခါ value တန်ဖိုးထားမှုလည်းရှိတယ်ဗျနော် value တန်ဖိုးထားမှုတွေလည်းရှိတယ်ဘာတွေတန်ဖိုးထားတာလဲလွတ်လပ်ရေးမဆုံးရှုံးဖို့တန်ဖိုးထားတယ်ဒီမိုကရေစီ ဖက်ဒရယ်ထုတ်ကားဖို့လည်းပဲတန်ဖိုးထားတယ်အဲ့တော့မြန်မာတပ်မတော်ရဲ့ value ဘာလဲလို့ပြောလို့ရှိရင်လွတ်လပ်ရေးမဆုံးရှုံးဖို့ဒီမိုကရေစီဖက်ဒရယ်ထုတ်ကားဖို့ဒီမြန်မာတပ်မတော်ရဲ့ value ပဲဖြစ်ပါတယ် နော်ဟုတ်ပြီဒါဆိုရင်အဲ့ဒီ vision mission value တွေကို supporting ပေးဖို့ objective ကိုဆက်ချထားလားဆိုတာကိုကျတို့ဆက်ကြည့်ဖို့လိုပြန်ရောနော်ဒါဆိုရင် objective တမတော်ရဲ့ရည်ရွယ်ချက်ပါလေတမတော်ရဲ့ရည်ရွယ်ချက်ကနံပါတ်1သစ္စာရှိတဲ့တမတော်ဖြစ်ရမယ်နံပါတ်2စီကံကောင်းတဲ့တမတော်ဖြစ်ရမယ်ဆိုပြီးတော့နှစ်ချက်ရေးထားတယ်ဗျ အဲ့ဒါဆိုလို့ရှိရင်သစ္စာရှိတဲ့တက်မတော်ဖြစ်ဖို့ဘလို့လောက်ကြမှာလဲသစ္စာရှိတဲ့တက်မတော်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကသစ္စာ၄ချက်ကိုမိုးလင်းတစ်ခါမိုးကျုပ်တစ်ခါအမြဲတမ်းလို့လို့စစ်တီတွေကဆိုရတယ်ငါတို့ဒီနိုင်ငံတော်နှင့်နိုင်ငံသားတို့ဤသစ္စာကိုစောင့်သိယူသေးပါမည်အဲအဲ့ဒီမှာနိုင်ငံတော်ကိုပဲဥထိတ်ထားတာနိုင်ငံသားကဒုတိယဦးစားပဲအဲ့ဒီလိုသစ္စာ၄ချက်ဆိုပြီးတော့ တစ္ဆာရှိတဲ့တက်မတော်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ကိုအောင်မြင်အောင်လုပ်ကြတယ်နောက်တစ်ခါစီကံကောင်းတဲ့တက်မတော်ဖြစ်ဖို့အဲစီကံကောင်းတဲ့တက်မတော်ဖြစ်ဖို့ဘယ်လိုလုပ်ရမှာလဲစစ်တီတော်ကျင့်ဝတ်60ကိုလိုက်နာကျင့်ကြံရပါတယ်နော်စစ်တီတော်ကျင့်ဝတ်60အဲ့ဒီလိုရည်ရွယ်ချက်နှစ်ချက်ဖြစ်တဲ့သစ္စာရှိတဲ့တက်မတော်ဖြစ်ဖို့စီကံကောင်းတဲ့တက်မတော်ဖြစ်ဖို့ အဲ့ဒီလို objective တွေကိုလှုပ်ဆောင်ခြင်းအားဖြင့်ကျွန်တော်တို့အပေါ်မှာရေးဆွဲထားတဲ့ vision mission တွေက အောင်မြင်မှာပဲဖြစ်ပါတယ်။ဒါကမြမတက်မတော်သည် စနစ်တကျဖော်စည်းထားတဲ့တက်မတော်ဟုတ်မဟုတ်ဆိုတာကို theory နဲ့ချိန်ထိုးပြခြင်းဖြစ်ပါတယ်။ညီသည့်အဖွဲ့အစည်းကိုပဲဖွဲ့စည်းဖွဲ့စည်း company ပဲဖွဲ့ဖွဲ့เนาะဖြစ်စလက်ကလုပ်လို့မရပါဘူး system ကို orient လုပ်ပါတယ်။ စနစ်ကိုဦးစားပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖွဲ့စည်းတစ်ခုစနစ်တစ်ခုတိဆောက်ပြီဆိုရင် vision ကဘာလဲ mission ကဘာလဲ objective ကဘာလဲဘာတွေကတန်ဖိုးထားတာလဲဒါတွေကိုအသင်းဝင် member တွေကို နားလည်အောင်ပြောပြထားမှသာလင်အဖွဲ့စည်းကမရင်းမရိုက်ပဲနဲ့တည်မြဲနေမှာဖြစ်ပါတယ်တမတော်ကြီးဘာဖြစ်လို့ဒီနေ့ထိမရင်းမရိုက်တည်မြဲနေရတာလဲဆိုရင်စောစောက သစ္စာရှိတဲ့တက်မတော်ဖြစ်ဖို့ဆိုတော့သစ္စာလေးချက်ကိုအမြဲတမ်းဆိုနေရတယ်လို့စီကံကောင်းတဲ့တက်မတော်ဖြစ်ဖို့ဆိုတော့စਿੱတိတော်ကျင့်ဖို့60တွေကိုလည်းပဲနော်အမြဲတမ်းအာဂုံရုပ်ပြီးတော့အမြဲတမ်းတတိတာစင်ကျင်နေရတာဖြစ်တဲ့အတွက်ကြောင့် objective တွေအောင်မြင်ပြီးတော့ရည်ရွယ်ရာပန်းနိုင်ကိုရောက်ပြီးတော့တက်မတော်ကြီးကအမြဲတမ်းတည်တဲ့ခိုင်မြဲပြီးတော့ဘယ်သူခွဲခွဲဒုမကွဲအမြဲစီလုံးတဲ့တက်မတော်ကြီးဖြစ်နေတာဖြစ်ပါတယ် အဲသူမှလာပြီးတမ်ပရောကြီးကိုဖြိုခွဲဖျက်ဆီးလို့မရတဲ့တမ်ပရောကြီးဘာဖြစ်လို့ဖြစ်တာလဲနာဟို vision mission objective တွေကိုချမှတ်ထားလို့သာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီလိုက်ကလေးရနေပြီးတော့နိုင်ငံသူနိုင်ငံသားတွေကိုဘူးသူရတွေနဲ့ဝေမျှပေးလိုက်ရပါတယ်ဒါဆိုလို့ရှိရင်ဒါကတမ်ပရောနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အပိုင်းလေးကိုပြောပြီးသွားပြီပေါ့